အားလုံးပဲမင်္ဂလာပါရှင် Story Audio Voice Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးကြိုဆိုပါတယ်ရှင်ဒီနေ့မှာတော့ဖြူကပရိသတ်များနာဆင်ဖို့တွေလင်ခွေးဆိုတဲ့ဇလံလေးကိုရွေးချက်ထားပါတယ်ဇလံလေးကိုအစားကနေအဆုံးထိအိုက်ပါလို့နာဆင်ပေးပါအောင်ရှင်တောက်ကမင်းမလာခဲ့စမ်းအိမ်ထဲကိုခြေတလန်းအဝင်သာရှိသေးတယ်တပတ်ရှူထားတဲ့သပင်အဆုတ်ကိုရစ်တိုင်းဆွဲဆောင်ခြင်းကပို့ထူဆက်ပြန်လာတယ် ခြေနှချောင်းဆုံးအောင် မရမိသေးရကြောင့်သူဆွေခော့ရနာကိုကျမပုံပန်းမကြတရွတ်တိုက်စွာပဲ လိုက်ပါလာရလေရဲ့သူသူဆိုတာကကျမရဲ့လင်းကျမချစ်လာစွာတော့ကျမကိုချစ်ခင်မြန်လို့ရပါတယ်ဆိုရဲယောက်ျားပင်ဖြစ်တယ်။ယောက်ျားတယောက်ရဲ့နှုတ်ထွဲအပေါ်စကားတွေဟာသူ့ရဲ့လုံရံနဲ့ညံရီရီအပေါ်ဓာတ်ရိုက်အချိုးကျနိုင်ပါသလား။နှစ်လရက်ရှည်ဘလောက်အကြာထိပ် တည်တတ်နိုင်မှာလဲခိုင်မြဲနိုင်မှာလဲကျမအသေးချာမသိပါဒါပေမဲ့ကျမလင်ဟာ ကျမနဲ့အိမ်တော်တဲ့အနေငယ်အတွင်းမှာပဲစတင်ပြောင်းလဲခဲ့တယ်ကျမအသက်ငငယ်နဲ့စိတ်ကစားပြီးတိဆောက်ထားခဲ့တဲ့အိမ်တော်မဟုတ်တာကိုတော့ဥစွာအသည်ပေးပြရစေကိလေသာလားတဏှာလား क्वे ပြသိမြင်နိုင်တဲ့ပညာဉာဏ်လေးကျမမှာရှိပါတယ်ဒါဆိုရင်ဘာကြောင့် ကျမအခုလိုအိမ်နာမျိုးကိုရွေးချယ်ခဲ့မိတာလေအဖေကတော့တခုသားရှိတယ်။လင်းဆန်ရွေးလွန်းလို့လေခွေးကိုရွေးမိခဲ့ခြင်းပဲ။ကျမဟာမူလာတန်းပြចောင်းဆရာမတော်ဖြစ်တဲ့အတွက်လျှက်ပေါ်လော်လီလို့မနေပါ။အေးစေးတည်ငြိမ်ပြီးနှွေထွေးတက်သူဖြစ်တာမို့ပုရိသအတော်များများရဲ့မျက်စိကြရွေးချယ်ခြင်းကိုခံခဲ့ရတာကအစမ်းတော့မဟုတ်ပေ။ကောင်းတဲ့ဆရာဝန်အစိုးရဝန်တန်းတာမန်လက်လုံလက်စာစသဖြင့် အလွာမျိုးစုံသောပုရိသတွေရဲ့လူပြိုလဲ့ပိုပန်ခြင်းနဲ့တနည်းမိဘစီမျိုးတွေထဲနားဖောက်တောင်းရခြင်းနဲ့တဖုံအမျက်မျိုးကြုံခဲ့ရ诶ဒါပေမဲ့ကျမရဲ့နှလုံးသားဟာအုံနောက်ရဲ့စေစားရာကိုသာလိုက်မြဲတမျိုးမဟုတ်တမျိုးအပြစ်ရှာပြီးညင်မြဲယောက်ျားဆိုတာကစစ်လေးအရဲ့လောင်ကစားမိမဒီအချက်တွေနဲ့တော့ကင်းနိုင်တာကရှားတယ်တမျိုးမဟုတ်တမျိုးနဲ့ညီစွန်းညီတတ်တယ်ထိုးထိုးသောယောက်ျားရဲ့အနေမှာ အထူးစီစီရွေးချယ်လက်ခံခဲ့တဲ့ယောက်ျားဟာအခုအခါမှာကျမောင်နှိမ့်ဆက်ကလူပြုတ်နေပြီလက်ထဲမှာချင်းတောင်းလေးဟာလေတောကန်အားရုံးကန်အားတွေကြောင့်ဖယူဖယဲနဲ့ပြန်ကျန်းလေရဲ့စောက်တချို့နဲ့ထမင်းဆိုင်တွေရာလေကျမ်းမြေကိုတက်ဆင်းတာကြောင့်ကလွန်ကလုံးအတန်တွေထွက်ပေါ်လာတော့တယ်ကျမအလွန်ရှက်တယ်ဆ iam မတယောက်ရဲ့အင်တရီတိတ်ခါတွေဟာဒီယောက်ျားရဲ့ဖြက်စီခြင်းနဲ့အဆုံးသက်ပြီးရဲ့ဘာဖြစ်ရပြန်ပြီလဲ ကျမသူ့ရဲ့နန်းစားကိုထုတ်ဖို့မပြောချင်လို့တဲ့ထိရွှန်ရှာတော့မလို့နာမည်တက်ပြီးမခေါ်ခဲ့တာကြပြီမင်းကငါဘာပြောထားလဲဟိုကောင်နဲ့ပတ်သက်တာမကြိုက်ဘူးလို့တောင်စီရှင်မရပြောလိုက်တဲ့စကားဟာကျမအသားနာရတာထက်ကိုပိုပြီးနာတယ်သူ့ဘသူနဲ့ရှုံးစွနေတယ်အတိတ်ကမသိပေမဲ့စင်ချင်းတုံတရားကင်းမဲ့စွာနဲ့ဆွဆွေပြောဆိုခဲ့တာပထမဆုံးချိန်တော့မဟုတ်ပါဘသူလဲဘာလို့ပြောနေပြန်တာလဲ ကျမဒီယောက်ျားကိုညင်းငွေတယ်စိတ်ကုန်တယ်ချစ်ခင်ဆုံးမဲ့လို့လက်ထက်ထိမ်းများခဲ့တဲ့ဒီယောက်ျားရဲ့အတန်းဟန်တွေကို မမြင်ချင်မကြားချင်တော့တာအံ့ဩဖို့တော့ကောင်းတယ်ကျမစရဲ့ခံစားမှုတွေဟာအတန်မှာပေါ်လွင်နေလို့ထင်တယ်သူ့ရဲ့လက်ဝါးချင်းချင်းဟာကျမပါပြင်ကိုအာပြင်းစွာနဲ့ရှိုက်ခက်လေရဲ့ပို့ထူကျင်းဆက်တဲ့အတွေ့အကြုံမျက်လုံးအိမ်မှာအရေးပိုးတွေပင်ခုံစင်းထွက်ကြတယ်ရည်ရည်မဟုတ်ပါ ကိုရင်းအပူရည်တစ်ခုဖြစ်တာတယောက်ကြားတွေပူဆွေးခြင်းဝန်နေခြင်းတွေဟာကုံလွန်ခဲ့လေပြီခုချိန်မှာသူနဲ့ပတ်သက်ပြီးကြံခဲ့တဲ့တခုရေတော့ခန်းစားချက်ကနောင်တတာဖြစ်တယ်။မင်းကိုကြော်ဆွေးနဲ့ပတ်သက်တာမကြိုက်ဘူးလို့ငါပြောထားလေ။ဒါ ਉਹ မင်းကသူ့အိမ်ဘာသာလုပ်တာတော့ဟမ်တောက်ကမြင်မ။ကျမရဲ့ခန္ဓာကိုယ်ကိုဆွဲခါလုံရန်ပြောဆိုနေတဲ့သူ့ကိုကျမအလွန်ရွံ့ရှာမှုတိမိရာကမစင်ပုံအလားထင်မှန်မိရဲ့ သူရောစုနေရဲ့အကူကိစ္စဟာသူ့ရဲ့ဉာဏ်ရည်အဆင့်တန်းကိုပေါ်ပြနေခြင်းဖြစ်တာကိုတတိထမိတ်ပုံလည်းမပေါ်သေး။ကြော်စီစွာကကျမနဲ့လူကြီးချင်းသဘောတူကြည်ပြူခဲ့ပူတဲ့ငယ်တဲ့ငယ်ချင်းတယောက်သားဖြစ်တယ်။သူရောကိုပါဖူးစက်မပါခဲ့ကြလို့အခုအခါကိုစီအိမ်တော်ရှင်တွေဖြစ်နေပြီ။သူ့မှာသားလေးတယောက်ရှိရဲ့။ဒီကလေးဟာကျမရဲ့ចောင်းသားလေး။ဒီကနေ့အဲ့ဒီကလေးနေမကောင်းလို့ကျမအိမ်လိုက်ပို့ပေးခြင်းတော့။ငယ်တဲ့ငယ်ချင်းရဲ့ကလေးမိမိခမ်းမှာចောင်းသားလေးတအုပ်ကို ဒီလိုစောင့်ရှောက်ခြင်းဟာသူ့အတွက်ဂုဏ်သိက္ခာမဲ့တယ်လို့ထင်မြင်ရလားသူအခုလိုရိုးစွတ်ခြင်းဟာကျမအချစ်ပိုလွန်ပြီးတဝန်တူခြင်းမဟုတ်တာတော့သိကြတယ်သူ့ရဲ့အကြီးမားဆုံးသောအာနေချက်ဟာစင်ကျင်တုံကင်းလုံးကအယုံတွေခြင်းဖြစ်တယ်မားတယ်မှန်တယ်မတွေ့တော့ပဲတစွထူပြောဆိုလောက်ကိုင်းတတ်တာကိုကျမအိမ်အောင်ကြပြီးမှသိခဲ့ရတယ်မိဘဆွေမျိုးတွေနဲ့လည်းမသိမမြတ်ဖြစ်ခဲ့ရတာကအကျဉ်းကျဉ်းဟုတ်တော်ရှိမဟုတ်တော်ရှိ အပေါင်းသင်းတွေပြောရင်အိမ်သူမယားစကားထက်ပို့ပြီးယုံတတ်တယ်။ဟိုးငယ်ဘဝအကြောင်းညာကစလို့အခုလက်ရှိချိန်ခါဒီတက်သေးချတွေးထင်ကထင်ရဆိုင်တတ်တယ်။ထက်မှန်ပြီးစဲစုချိန်မှမိသံတွေဟာကျမရဲ့နားထဲမှာဝင်တစ်ချက်မဝင်တစ်ချက်သာဖြစ်တယ်။ဖြင်းရှင်းတောင်းမြင်ခြင်းကလည်းသူ့အတွက်အပြေမဟုတ်နိုင်တာမို့ကျမဘာစကားမှခွန်းတုံဆိုမနေတော့သူရိုက်နိုင်တလောက်ရှိုက်လိမ့်မယ်။ပြီးအပြုံထွက်သွားပြီလိမ့်မယ်။ကျမကစဲပြန့်ပြက်စင်းနေရဲ့ ပစ္စည်းအပိုင်းစာတွေကိုရှင်းလင်းပြီးတော့တချို့သောဒဏ်ရာတွေကိုစေးထည့်မယ်။မနဲ့ကြောင်းသွားခြင်းဒဏ်ရာတွေမပြောက်သေးပါကတနက်ခါခက်ထူထူလင်းကဖုံးအုပ်သွားရပေလိမ့်အောင်မယ်။ကျမရွေးချယ်ခဲ့မိရဲ့လင့်ယောက်ျားဟာအရက်မတောက်ပါ။ဆက်လက်မတောက်ပါ။မိမကိစ္စလည်းမလိုက်စားပါ။လောင်ကစားကင်းရှင်ပြီးအလုပ်ကျိုးစားတယ်။ဒါပေမဲ့ဆိုးရှာတောက်ပါတဲ့အလင်းတန်းဟာ သူမရဲ့မျက်နာကိုတိုက်ရိုက်ကြောက်ရွံ့လျက်ရှိတယ်။ပုံနှေးတဲ့နေရောင်ကြီးဟာ ျမတွေအားသည်မဖြစ်ခဲ့တာအတော်ကြာခဲ့ပြီနေ့တနေ့ရဲ့အစာကိုလည်းကျမမုံနေညတညရဲ့အဆုံးကိုလည်းကျမကြောက်တယ်ပျော်ရွှင်ခြင်းစိတ်တုံးတဲ့အိမ်တော်တစ်ခုရဲ့အကျဉ်းဆန်ဘွားကိုကျမမုံနေနေကိုယ်တိုင်ရွေးခဲ့တဲ့လမ်းမုံအဖေတော့ဘာမှဝင်မဆက်ဖက်ခြင်းကိုတမီလူဆိုတာကိုယ်ရွေးချင်မှုတွေမှန်သည်ဖြစ်စီမှားသည်ဖြစ်စီတောင်းဝန်ယူမှုတောင်းဝန်ခံမှုအပြစ်ရှိရမယ်တမီရောအသိပညာရောအတတ်ပညာရောအဖေတို့ပေးနိုင်တာအကုန်ပေးထားခဲ့ပြီးပြီး မီးဆက်လျှောက်ရမယ်လမ်းကိုတမီးကိုယ်တိုင်ပဲပဲ့ကန်ရတော့မယ်။မင်္ဂလာပွဲမတိုင်မီဆုံးမခဲ့တဲ့ဖဖေရဲ့စကားတန်တွေဟာကျမနားထဲကိုပဲ့တင်ထက်လျက်ရှိတယ်။အငိမ့်စားចောင်းစရာတုံးမုံဖဖေရဲ့နှုတ်ထွက်အပေါ်စကားတွေဟာအတိတ်ပဲပြေဝလွန်တတ်တယ်။မိဘတွေမကြည့်ဘူးတဲ့သူနဲ့ထိမ်မြလက်ထက်ခဲ့တဲ့သူမကိုစုဘူးချိန်မောင်းခြင်းအလင်းမရှိခဲ့ပေ။ဒါပေမဲ့ဒေါ်တာမဆွတ်တဲ့ဒီစကားတန်တွေဟာကျမအတွက်နာကျင်လွန်ရတယ်။ ကျမရွေးချယ်ခဲ့တဲ့လမ်းမို့ကျမဆက်လျှောက်ရပြီဦးမေအိယာထဲမှာအတာထပြီးမှန်ပရင်လိုက်ကစားကိုလှစ်ဟလိုက်တယ်တိမ်တိုက်ကင်းတဲ့ကောင်းခင်ပြပြဟာပက်ကတိစီလင်ပြီးနေရောင်ခြေကလည်းနှွေးထွေးတယ်မြင်သူတိုင်းစုံမဲ့နှစ်တဲ့ကြတဲ့ဒီမျိုးသမီးရဲ့အလားပါတွေဟာဒန်နာကြီးမဟုတ်ခဲ့တာကတော့အမှန်မြင်ဖြစ်တယ်ဘဲဘဲပါပြင်ဟာအနေငယ်ဖူးရောင်နေရမို့ ကျမဆန်ရွယ်တွေကိုဘဲဘဲကိုရှိုသိမ်းကဖြန့်ချထားမယ် ရရိုးတဝိုင်းမှာအညိုမဲယာတွေကိုတနက်ခါခတ်ထူထူနဲ့ဖုံးအုပ်မယ်။လက်ထဲကိုကန့်ညိပြီးပါလာတဲ့သပင်းအထွေးတွေဟာအနေရှိအမိုက်ပုံးတွေကိုရရည်စားရီနဲ့အတူတက်ဆင်းနေ။ဆရာမမင်္ဂလာပါ။ချစ်စပွဲအတန်ချွတ်ချူတွေဟာကျမဘေးကလျာမထွက်ပေါ်လာတယ်။ကျမတန်းမှာចောင်းသားလေးပြင်ဖြစ်တယ်။မိဘတွေနဲ့အတူចောင်းရှိကိဝါမှာမုံစားနေကြတယ်။ဆရာမကျမသားလေးကိုကူးဆိုင်ပေးပါအောင်နော်။ဆရာမအပ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါရှင်ဖိုးဝါလေးကလိမ့်ပါပါတယ်ယူဆိုင်ပေးပါမယ်နော်အလိုက်တင်နှုတ်ဆက်ကကျမကြောင်းတွင်ကိုအလင်းမြန်ပင်ဝင်ရောက်တယ်တနက်ကားတူတူဟာပားပြင်အနဲ့ဖော်အုပ်ပေးနိုင်ပြီမိနှကန်းသားပေါ်ရှိပုံပေရာကထင်လင်းစွာပင်ကြန့်ရှင်းနေရဲ့ကျမတနေ့တိုင်းအပျော်ရွှင်ရဆုံးအချိန်ဟာခလေးဝင်နေအတူရှိနေချိန်သာဖြစ်တယ်နာနေဆောင်ကိုဝင်ကဝေယဝိစာပစ္စည်းတွေထားသူနေချိန်မှာခြေတံပြင်းပြင်းဟာရုတ်တရက်ထပ်ပေါ်လာတယ်ဟဲ့မခိုင် နှစ်ယောက်ကြာနေကိုနှိမ့်ဆက်ပြန်ပြီလားမဆိုင်မတော့ပင်ဒေါသတဲ့ကြီးပြောဆိုလာတဲ့တငယ်ချင်းမဂျိုမာရဲ့အတန်ဟာတုံရင်စွာထွက်ပေါ်လာတယ်။သူမနဲ့ဒီကနေ့မနဲ့မတွေ့ဆုံဖြစ်သေးပါပဲ။ကျမရဲ့အိမ်တော်ကြီးပြဿနာကိုသူမဘယ်လိုသိပါလဲ။ဒီလိုပါပဲမတ်ချူရဲ့မဆန်းတော့ပါဘူး။အပြုံးအရေးမဆွတ်ပါပဲဖြေဆိုရဲကျမရဲ့အဖြေကြောင့်သူမကပိုးလို့ပင်ဒေါသထွက်လာတဲ့အောင်တွေ့မြင်ရတယ်။အေးနင့်ပြောလိုက်အမြဲတမ်းဒီလိုကြီးပဲ။နင်ရတာမဆန်းတော့တာဟဲ့။ င်တို့ရက်ွက်ကလူတွေအတွက်ကတော့ကုတီစမ်းနေရောမယ်။ငါကူចောင်းရှိမှာចောင်းသားမိပါရီနဲ့နင့်အကြောင်းအတင်းပြောနေတာကြားခဲ့ရတယ်ဟဲ့။နေရចောင်းမှာသာဆရာမအိမ်မှာဆိုကြုံမာကြီးကြာနေရပဲတဲ့။နင့်လျာကျွဲရိုက်နွားရိုက်ရိုက်လုံးလို့တဲ့။ခဲဘလောက်တောင်စော်ကားလိုက်ကြလဲ။ငါဖြင့်ဒေါသထွက်လွန်းလို့အဲ့မိမာတွေကိုကင်ဆုံးပြက်လိုက်ချင်တာ။လက်ဆွဲချင်းကိုစောင့်ချကစိတ်ဆိုးလွန်းနေရဲ့တငယ်ချင်းမရဲ့ကယုဏဒေါသစကားတွေဟာကျမရင်ထဲကိုတစ်စစ်စစ်ထိုးနေတဲ့ ီစကားတွေဟာမာရင်ချင်းမရှိပေမဲ့မှန်လုံးတော့လေနှလုံးအိမ်ထဲမှာသေးထွက်ရတယ်လို့ပဲနာကျင်ခံခက်တော့နေ။နှချို့ရဲ့သူတို့ပြောတာအမမမပါတာပဲလေ။အတင်းလို့ပြောလို့ဘေးရပါမလဲ။ငါမေးပါအောင်မေး။နှစ်ယောက်ကြာနှစ်ကိုချစ်လို့လက်ထက်ခဲ့တာရော ဟုတ်ရဲ့လား။ကျမပြုံးမိရဲ့။ဒါပေမဲ့ဘာအဖြစ်စကားမှထပ်ပေါ်လာခြင်းအလျင်မရှိခဲ့ပါ။အချင်းဆိုတဲ့အရာကဘလို့လဲ။ တက်ပုံမှားခဲ့ပြီးဖြစ်တဲ့ကျမဟာအချစ်ရဲ့အနက်ဖွင့်ဆိုချက်ကိုဖော်ဆောင်ခြင်းကမဆွမ်းတာပါလေအခုပင်ရက်ွက်စီမှာအဝေးပြန်ရောက်လာပြီမေကျမအမောမဖြေအားပါအကြောင်းကတော့ကျမရောက်ခမကြီးဒီကနေ့အိမ်ကိုလာမယ်ဆိုတာကြောင့်ပဲတလားလင်ပြန်မြတဲ့ချိန်ကစီးပြသွားခြင်းနဲ့လျောက်တက်တာမို့ဒီနေ့ပြီမှာဖွဖွဲရချက်ပြုတ်ပြင်ဆင်ထားရတယ်။ကြောင်ဖွင့်ရတဲ့အတိုင်းအထူးအလုပ်ပိုရပါမယ်။ဒီကနေ့ဟာကြောင်ပိတ်တာမို့တော်သေးရလို့ဆိုရမယ်။ ကျမရဲ့မိဘတွေရာလက်ထပ်ပြီးချိန်မှစပြီးဒီကနေ့အချိန်အထိတစ်ချိန်တစ်ခါမျှကျမအိမ်ကိုချိန်မချခဲ့ကြပါကျမတို့သာအခါကြီးရဲ့ကြီးတွေမှာမိဘတွေစီကိုပြုစုကြတော့ခြင်းနဲ့တွားရတယ်ကျမလင်သားတီသာတစ်ချိန်သာလိုက်ပါကြတော့ခြင်းအမှုကို ပြုဖို့တယ်ဖဖေးရဲ့ဆုံးမစကားတွေဟာသူ့ကိုနှိမ်ချဆက်ဆံနေလို့ဆိုကနေရခက်လိရှိရဲ့ဟဲ့မိခိုင်ကိုစိုးအမိလာတဲ့ဟဲ့အင်းရှိရှိအတန်ဆာဆာကြောင့် ကျမမီးဖို့ကံမှာအပြေးတစ်ပိုင်းနဲ့ထွက်လာခဲ့ရအေး။ကျမရောက်ခါမှာဟာလေ။ကျမလင်းသားလိုပင်စိတ်အကောက်တည်းမြန်တက်တာကြောင့်မေ။ရောက်ပြီလားအမေ။လာထိုင်ပါအောင်။ကျမတံမြိုင်လေးဖြော်ထားတဲ့သွားယူပေးမေ။ကျမရဲ့မျက်နှာကိုစစ်စစ်ကြည့်ကမျက်စောင်းတစ်ချက်ခဲတယ်။ညိမ့်မလဲအေး။အခုထိရောအိမ်တော်တစ်ခုမထိန်သိမ်းနိုင်သေးပါလား။ပညာတွေလည်းတက်ပါရဲ့အေး။ចောင်းသားတွေကိုစာသင်ပေးတဲ့ဆရာမတယောက်လုပ်နေပြီရောများ။ ကိုလင်ကိုသားတယောက်တောင်ကောင်းကောင်းမထိန်ချုပ်နိုင်ပါလားအေးရောက်ရောက်ချင်းစောင်းနေထွင်းဆိုသလိုပင်ကျမရဲ့မျက်နှာပေါ်မှာဒံရဟောင်းတွေကိုစူးစိုက်ကြည့်ပြီးပြောတဲ့စကားတွေဟာကျမရင်ထဲကိုအောင့်တက်တဲ့ခံစားမှုကိုဖြစ်စေရဲ့ကျမရဲ့မျက်နှာမှာအပြုံစားတွေဟာပျောက်ဆုံးလိပြန်နေပြီမဲ့ခွန်းတုံပြန်ပြီးစွမနေပဲအသင်ဖြော်ထားတဲ့တံပြာရီကွက်ကိုမိဖို့တွင်မှဧကန်းကိုဆောင်ယူလာခဲ့တယ်။ညီငါမေးစမ်းပြစီအောင် ယောက်ျားဆွေမျိုးကအချော့ကြိုက်တယ်အေးညီဘလိုများဆက်ဆံတဲ့တော့ငါသားတော့အကြောင်းပဲလောက်ဟန်မတူပါဘူးအေးဟဲ့ညာမိုးကဲမဲ့လုံးနေနှုတ်ထွက်စကားတွေဟာအတိုင်းစားမရှိထွက်ပေါ်ပြီးလာတာကိုကျမအံ့ဩခြင်းများစွာနဲ့ကြည့်မိအေးဒါသမီးချင်းမဆာနိုင်တော့မိမချင်းကိုချင်းစာစီတော့ရှိတဲ့နယ်လို့ကျမထင်တယ်တားအိုတခင်လင်ဟိုဖျားတယ်အေးပညာကုံမောက်ပြီးလင်ဟိုကျုံးလို့သဘောထားနေလို့ကတော့လောကရဲ့ဒဏ်ခတ်ခြင်းကိုညှိခံရမှာပဲ ျက်မအသားဆိုင်တွေဟာတဆက်ဆက်တုံခါလာတယ်။ရနေချင်းဆိုင်အတူထာနေရပြီမေ။ကျမရဲ့စိတ်မှာမတိုးမတက်ဖြစ်ခြင်းကိုခံစားရတယ်။ဒီသားကိုမွေးတဲ့ဒီအမေမို့အခုလိုမမိသွေးသားပတ်မှာကာကွယ်ပြောဆိုတာစုအောင်တော့မာတယ်မန်းနဲ့အကြောင်းဆောင်မေးမြန်းခြင်းမရှိကျမရဲ့အမားလိုသာဘာကြောင့်တွေးတာလဲကျမစဉ်းစားလို့မရပေညမြုံများနေသလားဟမ်အိမ်အောင်တက်လေတနေ့ကိုတည်င်းရှိပါရဲ့ ရှင်သေးခလေးလည်းကိုတိမရသေးပါလား။မတောက်တဲ့မစားတတ်တဲ့ငှသားအလိမ်မာလေးရ။ညို့ကူလောက်ထိမျက်မှောင်ကျုံးနေရ။ရှင်သေးပဖားပေးနိုင်တဲ့အမြုံမှဖြစ်နေလို့မလား။ကျမရဲ့သေးခင်နှိုင်စွမ်းနေဟာ။အထောထိတ်ကိုရောက်ရှိကုန်ပြီထင်းနေ။အသေးသားတွေရာစူပွဲကမရေရွယ်ပဲလက်သီးစစ်စစ်စုပ်ပြီးမတဲရက်မိသားပင်ဖြစ်ခဲ့တယ်။ကျမမိန်းမတယောက်ရဲ့တောင်းဝှက်တရား။ချွတ်ရင်းခဲ့တာဒီနေ့ဒီချိန်ထိဘာတစ်ခုမှမရှိခဲ့ဘူး။အမေသားကိုလည်း လင်လိုရောသားလိုရောဖျားလိုရောပြုစုလိုကြည့်ခဲ့တာကြီးပဲ။ဒါပေမဲ့တခင်စိတ်ဝင်ပြီးကျွန်တယောက်လိုရိုက်နဲ့နှိမ့်ဆက်နေကြအမေ့တာပါ။ကျမကိုချွေးမမလို့သားသမီးချင်းကိုချင်းမစားနိုင်တော့မိမချင်းကိုချင်းစားပြီးပါ။ကျမရောက်ခပပင် ဖြစ်ပြီးမယ်။မိဘရင်တွင်နဲ့တန်တူ ရိုတီလေးစားခဲ့တဲ့အဲ့ဒီမျိုးသမီးဟာကျမကိုအံ့ဩခြင်းကြီးစွာနဲ့ပြိုးကြောင်ပြီးတော့ကြည့်နေတယ်။ကိုရခြင်းမရခြင်းဟာလေကျမမှာတာဝန်မရှိဘူး။ အမေသိချင်းအမေတောင်ကိုယ်တိုင်မေးကြည့်လိုက်အဲ့ဒါဆိုဘသူကမြုံနေလဲဆိုတာအမေကောင်းကောင်းသိရလိမ့်မယ်ဘာညီမရိုင်းလာကြည့်လားမျက်လုံးအစုံတွင်ကိုခါတဲ့ဆက်ပြင်းခြင်းတွေဝင်ရောက်လာတယ်။ကျမမျက်လုံးအစုံကိုလက်နဲ့ဖက်နဲ့အုပ်မိုးကပုံလျက်သားလဲကျသွားခဲ့တယ်။မျက်ရည်ပိုတွေအစမပြတ်စီးပြီးကြဆင်းနေပေမဲ့အမြင်အယုံတွေရာမှောင်မိုက်လုံနေရဲ့မျက်နှာပြင်တလျှောက်မှသည်စီးကျလာတဲ့တဲ့မရသည့်ရဲ့ချင်းနဲ့အရသာတွေဟာ ခါတဲ့ဖန်ပြဲစွာပင်ပတ်ဆက်တွင်ကိုဝင်ရောက်တယ်။ညီဒီလိုမယိုင်းတတ်မယ်။ငါအခုမှမြဝါတတယ်မြင်ရတော့တယ်အေး။ညီလိုကောင်မမျိုးနဲ့အတူတူနေနေရတဲ့ငါသားလေးဘလောက်တောင်များစိတ်ဆင်းရဲနေရမလဲ။ငါအသက်ရှင်နေသည်များကာလပတ်လုံးညီမျက်နှာငါရှိမှမြင်ချင်ဘူး။ပညာကုံမောက်ပြီးမန်တက်နေတဲ့ကောင်မဖယ်စမ်းငါပြန်မယ်။ပုံလျဲသားလဲကြနေရဲ့ကျမခန္ဓာကိုယ်ကိုတွန်တိုက်ကခြေဆောင်ပြီးသွားလီရာကို ကျမကြားနေရတယ်။ အမောင်တို့ကကြီးစိုးနေမြဲပင်ဆက်ဖြင်းပူလောင်ခြင်းနဲ့အတူအတိုင်းစာမရှိကြဆင်းတဲ့မျက်ရည်ပူတွေဟာစိုးနေလျက်ရှိအဲစုပ်ကိုင်းထားရဒါအယုတ်ရဲ့စိုးရနာခြင်းမူဟာနာကြီးမှုဖြစ်ကိုကူပြောင်းရောက်ရှိလာခဲ့ပြီးစိုးနေတင်းကျပ်တဲ့ရင်အစုံဟာကွဲအဲ့ပေါက်ထွဲတော်မယ်အလားထင်ရအဲဒီယောက်ျားရဲ့ဖြစ်တည်မှုဟာအခွန်ငွေဖြစ်ပျောက်ကွယ်သွားခဲ့ရင်တိတ်ကိုကောင်းလိမ့်မယ်ထစ်ချုံမှုဟာလျှက်ရောင်တလက်လက်နဲ့အတူပိုလို့ပင်သေးထန်လာခဲ့အဲစီးကြနေရဲ့ ညက်ရည်စာရီကိုလက်ခုံနဲ့ခက်ကြံကြံဖဲ့ထုတ်မိအဲ။ကျမရွေးချယ်ပုံဖော်ခဲ့မိရဲ့ချစ်ချင်းဟာဒီမျှလောက်နာကျင်ရတာလား။လွယ်လင်းတကူရွေးချယ်ဖန်တီးခဲ့ခြင်းမဟုတ်ခဲ့အောင်မို့တံမိုးထားဆုပ်ကန်နေခြင်းဟာအစိတောက်တစ်ခုဖြစ်ပြန့်နှံ့တိုက်စားနေရကို ကျမလက်ခံရတော့မယ်။ဒီအတွက်ကျမဝမ်းနေရတယ်။နာကျင်ရတယ်၊ယူကြုံမရဖြစ်ရတယ်။နှင်းတီးလိုက်ဖို့စွာကြဆင်းနေရဲ့ညက်ရည်စစ်စစ်ဟာတယောက်ကြားတွေမဟုတ်ခဲ့တာကတော့သိကြတယ်။တံမိုးမဲ့စွာပျောက်ဆုံးရတော့မယ်။ ကျမကိုယ်တိုင်ရွေးချယ်ဖန်တီးခဲ့ရတဲ့ချစ်ချင်းတရားတွေအတွက်ယူကြောင်းမရဖြစ်မိခြင်းသာဖြစ်တယ်။ကျမဟာဇနီးမယကောင်တယောက်အဖြစ်ရက်တီရှင်တန်နေထိုင်ခဲ့ပေမဲ့တမီကောင်တယောက်ဖြစ်တော့ချုပ်ရင်ခဲ့ရတယ်။ပပိမြစ်တာ မမေ့အကျင်နာနဲ့စိုက်ပျိုးပြုစုခဲ့တဲ့ပန်းလေးဟာပိုးကိုက်လို့ညှို့နှံရတော့မယ်။ကျမရဲ့အမားများစွာကိုပပိထံမှာဟွန်ချတောင်းပန်ခြင်းနဲ့မမေ့ထံမှာရင်ဝှင်းငိုကြွေးခြင်းနဲ့တုံရင်လာတဲ့လက်အစုံဟာ စောက်ကင်ထားတဲ့အသီးလီသားကိုထိန်းချုပ်ခြင်းကမစွမ်းသာတော့ပေ။ကျမ်းမြေကိုထိုးဆိုင်ကြရောက်တယ်။ကျမရဲ့ခြေလန်းအစုံဟာအိတ်ခန်းစီကိုသာတိုးဝင်ပြေးထွက်လာခဲ့မိရဲ့။ဟယ်လိုသမီးလေး။ရွေးထွေးအေးချမ်းတဲ့အတန်းဟာ ကျမအတွေ့အတိုင်းစားမရှိတော့ဝမ်းနေခြင်းကို ဖြစ်ပေါ်လာစေခဲ့။ကြီးစွာသောရှိုက်တင်တန်မှတပါးကျမဘာစကားမှမဆိုနိုင်ခဲ့ပါ။ဟမ်။သမီးသမီးလေးဘာဖြစ်တာလဲ။သမီး ဘာဖြစ်လို့လဲဟယ်လိုဟယ်လိုလက်ကင်ဖုန်းအတွင်းမှာအဆက်မပြတ်ထွက်ပေါ်လာနေရဲ့မမေရဲ့အတန်းကိုကျမဆက်လက်နားထောင်နိုင်စွဲမရှိတော့ပေလက်ကင်ဖုန်းကိုအိယာထက်ကိုပြစ်ချကာဂရင်ချင်းရင်းစုံမှာဒူးထောက်လျက်သားနဲ့ငိုကျင်းနေမိခဲ့ကျမရဲ့ရွေးချယ်မှုတွေကျမကိုယ်တိုင်ပင်ပြက်သားစွာတောင်းဝန်ယူရတော့မေဖယိုဖယဲပြန့်ကျန်းနေတဲ့ဆန်ရွယ်တွေကိုတင်းစုစီပြီးတပန်းရှူကထုံလိုက်တဲ့စီးကြတွဲကုန်နေတဲ့လက်ကြံမျက်ရည်စားတွေကို ခက်ကြမ်းကြမ်းဖယ်ထုတ်တယ်။မှန်တင်ကုံပေါ်ရှိမင်္ဂလာဓာတ်ပုံဟာအကြီးတန်ဆန်လုံးနေရဲ့။ဘောင်ကွန်ထားရဲ့ဓာတ်ပုံတွင်မှကျမရဲ့အပြုံးတွေဟာလှပါလုံးနေပြီမြဲ့။တွေ့တာကြမရှိတော့ပြီမို့အနည်းရှိအမှိုက်ချင်းအတွင်းကိုသာစွန့်ပစ်ခဲ့လိုက်တယ်။ကျမရဲ့ခြေလန်းတွေဟာမိဖို့ကြောင့်အတွင်းကိုသာပြန်လည်ဦးတည်ခဲ့တော့တယ်။ထမင်းဖြူတပတ်ကံကိုစီစားနေပြီးကြက်ဦးနဲ့ရောမွေကြောကပစွန်ကြောက်ဖြူတယ်။အတင်းရှိပြီးရဲ့ငကမောက်သေးကိုအနေတော့အစိမ့်လေးပဲလေးပြတ်ပြီး ဒုယင်းသီးအမှားရင်းနဲ့အတူဗကံချက်တစ်ခုအတွင်ကိုတီခင်းပုံဖော်ရေး။မာရင်ဆိုရခဲ့တဲ့ရေစက်တစ်ခုကိုအပီးတိုင်ဖြတ်တောင်းနိုင်ဖို့ကျမအတင်ဖြစ်နေပြီ။ညနိုးတွေတာခဲ့ရတဲ့ဒီမျက်နှာဟာနေမြန်းတူအန်းကရွှန်ရှာဝဲကောင်းလို့နေရဲ့။လဲကြပြန်စမ်းနေရဲ့ပလင်းတွေအကြားမှာမေးထောက်တင်ကမေးစင်းတဲ့မျက်လုံးအစုံဟာကျမရဲ့အထောက်ရှားမှုစီကိုဦးတည်နေရရဲ့ရှိရဲ့။ပြင်ဆင်ထားတဲ့ပကံနှစ်ချက်ကိုဒီယောက်ျားအရှိကိုချက်က ပလင်းကုန်တချို့ကိုဘေးကိုကက်ကဖေရှားရှင်းလင်းလိုက်ပဲ။ဘာစကားမှမဆိုပဲအဲ့ဒီယောက်ျားရဲ့အရှိမထိုင်ကမျက်လုံးအစုံကိုစူးစိုက်ပြီးသိရဲ့။တွန့်ကွေးသွားရင်နှကန်းတစုံဟာအခုချိန်ထိအရာရောက်တည်မြဲနေသေးရဲ့။သူ့ရဲ့နှုတ်ထွက်အာပေါ်စကားတွေတွေချိန်နဲ့နေပုံရအဲ့။တစုံချင်းခက်ပြီးဝါမျိုးစတော့နေရကိုကျမမျက်တော်မခက်စူးစိုက်ပြီးသိရဲ့။အရင်ကျမချက်ပြုတ်ပြင်ဆင်ပေးသည်မ။အာပါတရာစားတောင်းနေရဲ့မိမိလင်သားပေါ် ။ထားရှိရဲ့ဂျိန်နက်ပီတီတွေဟာအခုကပျောက်ဆုံးလုံးနေရဲ့။ထမင်းစားပြီးစိန်အသည်အနှံအချူတဲတက်တဲ့သူ့အတွက်ကျမအသည်ပကံကိုရှေ့ကိုတိုးပေးလိုက်တယ်။ဒူးရင်သည့်အမွာတွေကိုအပတရဖဲ့ယူစားတောက်နေလျက်ရှိတယ်။အဲဒီနောက်ငကမောက်သည့်အစိတ်တွေကိုထက်မှန်စားတောက်တယ်။မောင်ပြောက်ဆုံးမင်းနေခဲ့ပြီဖြစ်တဲ့အဲ့ဒီနန်းစားကြောင့်ထူးဆန်းအံ့ဩတဲ့မျက်လုံးအစုံနဲ့ကျမကိုကြည့်ရဲမိုးရှိရှိဝင်နေစေဖြစ်တဲ့ အဲ့ဒီယောက်ျားရဲ့မျက်နှာအသွင်ပြင်ဟာကျမရဲ့စကားအသံတွေကိုငှမ်းလင့်နေဟန်ရှိတယ်။ကျမနှက်ခမ်းအစုံကိုတွန့်ကွေးကအလှဆုံးပြုံးလိုက်မိတယ်။ထွေး Sorry နော်။ငါဘွားရဲ့အချိန်တချို့မှာနေ့လိုကောင်မျိုးမောင်းလို့မျက်မျက်နှာနှာခေါ်ခဲ့မိရဲ့ငါကငါတိတ်ယုံမိသွားလို့ပါ။တွေးထင်မထားဘူးရဲ့။တောင်းပြန်မှုကိုကြောင်လျက်သားနဲ့ငေးကြည့်နေတဲ့အဲ့ဒီယောက်ျားရဲ့အသွင်ပြင်တွေဟာလှုပ်ရှားစာပြုတ်လာခဲ့တယ်။ ပါမင်းယူသွားပြီလားဟမ်ကျမရဲ့နာကျင်ကွဲအဲ့တဲ့ရေးတန်းဟာအဆက်မပြတ်ထွက်ပေါ်လို့လာခဲ့တယ်။နေ့လိုကောင်စားမျိုးစီမှာငရဲခန်နေရဲ့မိန်းမဆိုတော့ယူနေရမှာမဟုတ်ရင်အခုလိုမပြောရဲလောက်ဘူးလို့ထင်နေတာပေါ့ဟုတ်လားညံနေလိုက်တာနော်သူရဲ့မျက်နှာရှိကိုတိုးကက်စွာပြောဆိုရစကားကြောင့်အရှိရှိပကံတွေကိုဘေးဘီဝဲရာကိုတုံးဖယ်ကန်ကြောက်ကာ ကျမရဲ့လေပင်ကိုတင်းကျပ်စွာဆုပ်ကင်လာ၏။ရိန်ထိုးလောက်ကနေရဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုတံပြန်ပြီးတွန်းကန်ဖယ်ရှားလိုက်တယ်။မျောလင်းမထားတဲ့ကျမရဲ့တွန်းပြန်တိုက်ခိုက်မှုကြောင့်စက်တီကုံဘော်ကိုနောက်ပြန်လဲပြီးကြ၏။နင်းနှိပ်ဆက်သမျှခုချိန်ထိငြိမ်ခံနေပြီးခဲ့တယ်ဆိုပါလေ။နင်းကိုကြောက်လွန်းလို့အရှမ်းအရှမ်းကိုချက်လွန်းလို့များနင်းထင်နေရလားဟမ်။နင်းလိုကောင်စားမျိုးငါ့ဘဝတွေကဖယ်ထုတ်ပြက်လိုက်ဖို့ဆိုတာတိတ်ကိုလွှဲလုံးပါတယ်။ တိုင်းမင်ငါကိုယ်တိုင်ဖန်တီးပုံဖော်ခဲ့ရွေးချယ်မှုတစ်ခုကိုလွယ်လင်းတကူဖြည့်စီပြက်လိုက်ရမှာဆိုလို့ငါတီးခန့်နေပေးခဲ့တာရှူးတိုက်တိုင်းကြိုက်တတ်တဲ့ခွေးလိုကောင်စားမျိုးတွေငါရဲ့တီးခန့်နိုင်စွမ်းကုံသွားပြီကျမရင်ထဲမှာပွင့်အန်ကျလာတဲ့စကားတွေဟာအစမပြတ်ပင်ထပ်ပေါ်လာနေခဲ့တယ်။ခွေးဟုတ်လားတက်မေးဒီညနေ့ကိုတည်အောင်တက်ပြင်မယ်။အရှိန်ပြဲစွာနဲ့ခုံအုပ်လာတဲ့သူ့ရဲ့ခန္ဓာကိုယ်ဟာ ကျမဘော်ကိုပြီးပြီးကြလာခဲ့တယ်။လက်တစ်ဖက်ဟာကျမရဲ့လက်ပင်ကိုဆွေးကင်ညှိယူကကြံလက်တစ်ဖက်နဲ့ကျမကိုရိုက်ပုတ်ဖို့ကြိုးစားတယ်။အုံမိုးထားတဲ့သူ့ရဲ့မျက်နှာကိုလက်သေးချုံတွေနဲ့တံပြန်ကုတ်ချက်နေမိရဲ့။တင်းကျပ်တဲ့ခင်စားမှုဟာပေါ်ပြီးအခင်ရခက်လာတယ်။ကျမရဲ့မျက်လုံးအစုံကလည်းပြာဝေပြီးတော့လာခဲ့တယ်။ကျဲလောင်အပြင်းနဲ့အော်တန်နဲ့တူစောက်ကင်ထားတဲ့သူ့ရဲ့လက်တွေဟာပြေလျော့ကျလာတယ်။ဝမ်ပိုက်ကိုဖိနှိပ်ကာ လူလိတ်နာကျင်စွာအော်ဟဲနေရဲ့ကျမဖန်တီးခဲ့တဲ့အစိတ်ဟာစတင်လာခဲ့ပြီထင်တယ်မခံမရနိုင်တဲ့နာကျင်မှုဝေဒနာကြောင့်တွန်လိန်ခွေခောက်လျက်အော်မြင်နေရဲ့သူတွေတနာချစ်ခင်တဲ့စိတ်ဟာကျမထံမှာရှိမနေခဲ့ပါ သူအနီးနားကို တိုးကပ်ပြီးရွှွှွှဆဆာကြည့်နေမိရဲ့အသေးသားမှပြည့်ရဲ့နာကျင်မှုဟာနှလုံးအသေးအိမ်မှလိုက်စားစိတ်တက်တဲ့နာကျင်မှုတွေပိုပြီးနာကျင်နေနိုင်မှာလားအရက်ပိုင်းမှာတည်ခင်းထားတယ် ကိုလာအထွေပူကြောင့်တမင်ဖေးခြင်းထားခဲ့တဲ့ဒူးရင်တည်းရဲ့အစိတ်တက်မှုဟာကျအုပ်နဲ့နဂမောင်တည်းရဲ့သေစေနိုင်တဲ့အစွမ်းတွေနဲ့ပေါင်းဆက်ကပါဇက်တွင်းမှ သွေးစာတွေပင်အန်ထွက်ကြလာခဲ့အေသူ့ရဲ့နောက်ဆုံးထွက်တဲ့အချိန်မှာ ကျမရှိမနေကြတော့ပါဆိုရရရေဆက်ဆိုဟာထက်မှန်ပြီးကက်တွင်ညှိစွန်းလာမှာကိုကျမကြောက်တယ်ကျမရဲ့ခြေလမ်းတွေဟာသူ့အပားမှထကအိတ်ခမ်းစီကိုဦးတည်လိုက်တယ်နင်းနင့်ကိုနင့်ကိုတတ်မင်း ဆက်စုံရွှန်ရှာပွဲစကားတံတွေဟာကျမရဲ့ထီချင်းဝက်ကိုတင်းကျပ်ထားခြင်းစွာစုပ်ကင်ထားလျက်နဲ့ထွက်ပေါ်လာ၏။နောက်ဆုံးထွက်တဲ့တည်းကျမရဲ့လင်သားဟာကျမအပေါ်မုံတီးနာကြီးနေ၏။ဒီယောက်ျားဟာကျမအပေါ်မှာအမှန်တကယ်ပင်မြတ်တာရှိခဲ့ဘူးလားကျမမသိကြတော့ပါ။ကျမရဲ့နာကြီးရွှန်မုံစိတ်တွေဟာအဆုံးစွန်ထိရောက်ရှိသွားခဲ့လေပြီ။အနီနာကျမ်းပြင်ပေါ်ကိုပြန်ကျဲရောက်ရှိနေတဲ့ပလင်းအပိုင်းစာတစ်ခုကိုကောက်ယူကား ျမချစ်ခင်မြတ်တို့အကျဉ်းနာပို့ခဲ့ရတဲ့ဒီယောက်ျားရဲ့လေချောင်းတွင်းကိုထိုးဆိုင်ဖို့အားကုန်မြှောက်လိုက်တယ်။တမီးတမီးပြတ်သားချင်နေကြေလောင်စွာထွက်ပေါ်လာခဲ့တဲ့အတန်နှစ်ခုကြောင့်ပလင်းအပိုင်းအစကိုကင်မြောက်ထားတဲ့ကျမရဲ့လက်အစုံကရက်တက်သွားခဲ့တယ်။ရွှဲနေနေတဲ့မိုးရေဆက်တွေနဲ့အတူဖဖေးနဲ့မမေရယ်လီတင်းကျက်နာခြင်းစိုးနစ်လုံးနဲ့အဆိုင်ခဲတွေဟာအရှိန်အဟုန်နဲ့ပောက်ထွက်ပြိုကွဲကြကုန်လေရော့တယ်။ဟာ ဆရာကတော့ကျွန်တော်ပေးဆရာဧည့်သည်နဲ့စကားပြောနေတော့မို့ပါ ကောင်းတာမှခဏထိုင်ပါအောင်ခမအသေးကင်ဆောင်ထားတဲ့ထမင်းဆိုင်ကိုဆွဲယူက ဖေးမကူညီပြီးကောင်တာနီးကိုလိုက်ပါပို့ဆောင်နေရပါတယ်ကွယ်ကိုုံကတိတ်အင်ရင်ကြီးမဟုတ်သေးပါဘူးဟဲ့ငါငါလျှောက်ပါမယ်ဖိုးလုံးရဲ့ဟာဆရာဆရာကတော့တအားချစ်တာဗျအဲ့ဒါကြောင့်ကျွန်တော်တို့လည်းပိုကယူးဆိုင်ရမှာနမို့ဆိုဆရာစုခန်းထိလိုက်မယ်ဩဒါဖြစ်ရင်နေရာနေ့ဆရာစုခန်းမှာကြောက်လို့ငါ့ကိုကယူးဆိုင်ပြရပေါ့လေဟုတ်လား ဟမ်အဲ့လိုလည်းမဟုတ်ပါဘူးဆရာကတော့ရဲ့ဟိုခွန်တန်းလေးကို ကြည်စေစားနောက်ခြင်းဟာဆွေနွေကန်အတွင်းမှာထွက်ပြေးလာတဲ့ဧည့်သည်ကြောင့်တပိုင်းတစနဲ့ရက်တံသွားခဲ့တယ်ဟဲ့မက်ခိုင်ညီမက်ခိုင်မဟုတ်လားရင်းနှီးတဲ့အတန်တခုဟာပြန့်လွင်ပြေးလာခဲ့တယ်ကျမရဲ့တငယ်ချင်းမချိုမာပင်ဖြစ်တယ်ဟဲ့ချိုမာဝမ်းသာလိုက်တာဟဲ့နင်တို့ဘလို့ရောက်လာတာရောဟမ်ကွဲခွာခဲ့တာကနှိမ့်တော်ကြခဲ့ပြီဖြစ်တယ်တငယ်ချင်းနှစ်ဦးရဲ့ ဝမ်းသာပီးသည့်စကားသံဟာလှိုက်လဲစွာထွက်ပေါ်လို့လာနေခဲ့တယ်။အမလီနင်လည်းရင်သွေးလောင်းလေးနဲ့ပါလား။ဟုတ်တယ်။နင်ရောပဲမလား။ငါကဒီမှာတောင်းဝန်ကြတနေ့ကြော်ပြီလေ။ဒီမှာငါအမျိုးသားလေးပါတယ်။ဖေးမာမိတွေထားတဲ့အမျိုးသားကိုမိတ်ဆက်ပြီးရဲ့။ကိုကိုကားပေါ်ဆောင်နေလေ။ချို့မှတငယ်ချင်းရဲ့စကားခဏလောက်ပြောချင်သေးလို့ကျင်းနူးပဲချစ်သူနှစ်ဦးကိုကျမအပြုံးနဲ့အေးကြည့်နေပြီးရဲ့။ကောင်တာနီးရှိစတေခုံပေါ်ကိုနှစ်ဦးသားထမ်းမိလိုက်ကြတယ်။ ဟိုဟိုတီတီပြောတဲ့စကားတွေဟာတက်ကြွလန်းဆန်းနေလျက်ရှိရဲ့။စကားဝိုင်းအနေကို ကိုမျိုးလင်ရောက်လာတာကိုသတိမထားမိခဲ့ပြီ။ခိုင်ရေ။အော်အတိရီလားခိုင်တို့ဟာ။ဟုတ်တယ်အကိုဒါခိုင်ចောင်းဆင်မလို့တုံးဟာတိတ်ကိုခင်ခဲ့ရတဲ့တငယ်ချင်းမပေါ့။တတကအန်အော်သွားရတာက ချိုးမပင်ဖြစ်တယ်။ကဲအဲ့ဒါဆိုကိုမနှောက်ရက်တော့အောင်နော်။အေးစေးစကားပြောကြအောင်။ကိုရုံးကန်းထဲကစောင့်နေမယ်။ဆရာကိုမျိုးမောင်နေနေနဲ့ရ။ ုတ်တယ်မချို့ကိုမျိုးကဖဖေးတက်ပဲလေဖဖေးစီလာရင်လည်းငါနဲ့အကြောင်းပါခဲ့တာပဲမခိုင်ရဲ့နေဘဘလေးအေးချမ်းသွားပြီပေါ့ဟာငါဝမ်းတလိုက်တာဒါနဲ့စုံမင်းတယောက်တော့ဆုံးသွားပြီဟဲ့ရုပ်တရကြားလိုက်ရတဲ့ဇကားဟာကျမရဲ့စိတ်အစဉ်ကိုအံ့ဩစရာ ဖြစ်သွားခဲ့ရတာကတော့အမှန်ပဲဟမ်ဘလို့ဖြစ်တာလဲမိတ်ဆွေအတိကျွမ်းတယောက်ရဲ့နာရီတဲ့တင်အတွက်စိတ်မကောင်းဖြစ်မိရဲ့စိတ်နဲ့သာအသက်ခံရတာလေဟဲ့ စိတ်တော့မကောင်းစရာပါပဲ။သူကလည်းအမြဲမိုးယိုးနေရတာလေ။တရက်သားကရိုက်လူခံတဲ့ဆိုလာဘာလာဟေပြောကြတာပဲ။အတီးကြတော့မသိရပါပဲ။ရစရာမရှိအောင်ကိုအရိုင်းနဲ့ခံထားရဲ့ပုံပဲ။အလောင်းတော်ပုံပြက်နေလို့နှစ်ရက်သုံးရက်လောက်နေမှသူဖြစ်နေမှသိကြရတာ။ကျမရဲ့စိတ်အစဉ်ဟာအတိတ်နေ့ရဲ့တွေ့စီကိုခေတ္တလွင်ပါသွားလေရဲ့။အဲ့ဒီညဟာကျမငရရဲ့နောက်ဆုံးညတာဖြစ်ခဲ့တယ်။မိဘတွေရဲ့အချိန်မီလာရောက်ကဲထုတ်နိုင်ခဲ့တာကြောင့်သား ကျမရဲ့ဘဝဟာငရဲတွင်းမှာမနှိမ်ညွတ်ခဲ့ရခြင်းဖြစ်တယ်။တယောက်သားရဲ့သွေးရလေကျမရဲ့လက်မှာမစွန့်ထင်ခဲ့ရပါ။အချိန်မီဆေးရုံကိုပို့ဆောင်ကာကဲတင်နိုင်ခဲ့တယ်။ဒါပေမဲ့နောက်တစ်ဖက်ငရဲကိုတက်ဆင်ဖို့ရာမိဘရိသားမကကျမကိုယ်တိုင်ပဲခွင့်မပြုခဲ့ပါသေး။မြန်နိုးတံပိုးထားတဲ့ဆံမအလုပ်ကိုလည်းအပေးတိုင်ဆွတ်လုပ်ခဲ့။အဲ့ဒီယောက်ျားနဲ့ရေဆဲဆိုးဟာလေအပေးတိုင်ဖြတ်တောက်ခဲ့တယ်။ရံပန်ရံကကျမအနီးပါးကိုချင်းကရောက်ရှိလာတတ်တဲ့အဲ့ဒီယောက်ျားနဲ့ဝေးရကို ကျမတို့မိသားစု ပြောင်းရွှေ့လာခဲ့တယ်။အရင်မှတဆင့်ဖဖေးရဲ့သားတပည့်ကိုမျိုးမင်းနဲ့အကြောင်းပါပြီးအခုကသားဦးရင်သွေးလေးပင်လွှဲထားခဲ့ရပြီဖြစ်တယ်။ဟဲ့မခိုင်ငါပြောတာကိုကြားရလား။လောက်ကင်လာခဲ့တဲ့လက်တဆုံကြောင့်ကျမရဲ့စိတ်အစဉ်ဟာပြေစုပ်ပံကိုပြန်လဲရောက်ရှိရဲ။အင်း။ဘာပြောလိုက်တာလဲတငယ်ချင်းရဲ့။ကဲနင့်ကလေးလေးရတသားလေးလားမမီလေးလားသိရပြီလားလို့တငယ်ချင်းမရဲ့အမေကို ကျမချက်ချင်းမဖြေဆိုဖြစ်သေးပါ။လေးနဲ့လှပစွာအပြုံးတဝင့်ကိုကျမပြောရှင်စွာပြုံးလိုက်မိရဲ့။မတိရသေးပါဘူးမချူရဲ့။သားလေးပဲဖြစ်စီသမီးလေးပဲဖြစ်စီအကောင်းဆုံးပြုစုပြောထောင်ပေးနိုင်ဖို့သာအထိတ်ကမလား။သားလေးမွေးလာခဲ့ရင်ယောက်ျားကောင်းတစ်ယောက်ဖြစ်လာအောင်အကောင်းဆုံးပြုစုပြောထောင်ပေးမယ်။ငါလိုလင်ဆိုးရခဲ့တဲ့မျိုးသမီးတွေနေပါသွားရအောင်လို့သားကောင်းယောက်ျားကောင်းတစ်ယောက်ဖြစ်အောင်အကောင်းဆုံးပြုစုဆုံးမပြောထောင်မယ်ဟာ။သမီးလေးမွေးလာခဲ့ရင်တော့ ကိုတွေ့ကြုံခဲ့ရတဲ့ဘဝသင်ခန်းစာပေနဲ့သမီးလေးဘဝမှာအမားကင်းနိုင်တဲ့များကင်းအောင်ပြုစုပြိုးထောင်ပေးမယ်။အတိတ်ပဲပြေးပါတယ်မြန်ဝန်းအစုံနဲ့ငေးကြည့်နေတဲ့တငယ်ချင်းမကိုလေးနဲ့စွာပြီးပြုံးပြီးပြန်လည်ဖြေဆိုလိုက်တယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တယ်။လင်ခွေးဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာတင်ပေးပါပြီ။ဇာတ်လမ်းကောင်းများစွာကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်